ခမောဖြစ်သူရဲ့ကိုပိုင်ကျုံးကိုနိုင်ငံခြားခီးသွားတွေပါလာရောက်လက်ပတ်နေတာကြောင့်ဝင်ငွေကောင်းကအောင်မြင်နေတဲ့ခင်လေးတွေပြည်သက်များရှင့်ခင်လေးတွေကဒီဘက်ခေနောက်ပိုင်းမှာအမှုပညာလုပ်တွေကိုမလုပ်တော့ဘဲလုံးဝရနာထားခဲ့တာပါ MTV တခေတုံးကခင်လေးတွေကလူတီများတဲ့မော်ဒယ်တယုတ်ဆောင်လေးနဲ့အောင်မြင်ခဲ့တယ်လို့ဗီဒီယိုစကားခင်မှာလည်းအားပေးသူများပြခဲ့ပါတယ်အောင်မြင်မှုတွေကိုရပ်တန့်လိုက်ခါခင်လေးတွေကအိမ်နောက်တဲ့ဘဝကိုရွေးချယ်လိုက်တာဖြစ်ပါတယ်ခင်လေးတွေကအသက်၄၀နာရီခန့်အထိအပျော်ကြီးပွားနဲ့သာဖြတ်သန်းနေခဲ့ပြီးမြေ 2019ခုနှစ်မှာသူအတွက်တကင်းချင်းရတဲ့မျိုးသားတအုပ်ကိုရှာတွေ့ခဲ့ပါတယ်။ဒါကြောင့်ဘဝရဲ့လက်တွဲပေါ်ဖြစ်တမန်လိုက်ခါလက်ထပ်ဖို့ထိဆုံးဖြတ်ခဲ့တာပါ။ခင်လွေးနေကလီစုတိုင်းရင်သူဖြစ်ပြီးလက်ထပ်လိုက်တဲ့အချိန်မှာမျိုးသားက ရှမ်းတိုင်းရင်သားဖြစ်ပါတယ်။မင်္ဂလာပွဲဆောင်တဲ့အချိန်တုန်းကလည်းလီစုတိုင်းရင်သားဝတ်ဆောင်တွေနဲ့တရားလေးဆောင်ခဲ့ကြတာပါ။ခင်လွေးနေကဆိုရှယ်မီဒီယာမှာလည်းတိတ်မကြွားပင်အင်တာဗျူးတွေမှာလည်းတိတ်ပြီးတော့မကြွားတတ်တဲ့အတွက်သူမရဲ့ခင်မွန်ချမ်းသာကျေဝါးကြောင့်ကိုပြည်သက်တွေကတိတ်မသိကြတာပါ။ခင်မွန်ဖြစ်သူကမြန်မာနိုင်ငံရဲ့ အလားပါဆုံးကျွန်းစုဒေသတွေကကျွန်းတကျွန်းကိုပိုင်ဆိုင်ထားတာပါကော့တာမျိုးဘက်ကလှပတဲ့ကျွန်းပိုင်ရှင်မျိုးသားကိုခင်လင်းတွေကခင်မွန်တော်လိုက်တာပါကျွန်းတင်မကပဲမြေခွက်တွေအများကြီးလဲပိုင်ဆိုင်ထားပါတယ်ဒါကြောင့်မလို့လဲအိမ်နောက်ကြပြီးရဲ့ချိန်မှာခင်လင်းတွေကခင်မွန်ဖြစ်သူရဲ့ကျွန်းကိုအပန်းပြေစကန်တစ်ခုလိုဖွင့်ကဦးစီးလောက်ကင်နေတာပါနွေရာသီကိုရောက်လာတဲ့ချိန်မှာခင်လင်းတွေရဲ့ကျွန်းကခီးသွားပန်းဖြီသူတွေနဲ့စီကားလာပါတယ်ဒါပေခင်မွန်ဖြစ်သူနဲ့ခင်လင်းတွေတို့ကတဘာဝကိုချစ်တတ်သူတွေဖြစ်ကြတယ်လို့ရိုးရာဒလေး ကိုလည်းတံပိုးထားတတ်ကြသူပါကျောမာလာအပန်းဖြီတဲ့သူတွေကိုရှမ်းရိုးရအိုစီရီနဲ့ခင်မွန်းဖြစ်သူကိုရိုင်းကဒီဗီဖြောပြေးပြီးနေတာမျိုးတွေလည်းရှိပါတယ်။ဒါအပြင်ကလေးနယ်ကကျွန်းရဲ့တန်ရှင်ရေးဆိုရင်လည်းကိုရိုင်းသာလောက်ကင်တာပါသူတို့ကျောမာတဲနေကနေတခြားလှပတဲ့ကျွန်းစုတွေလည်းသွားလို့ရပါတယ်။ခင်လင်းနယ်ကအခုဆိုရင်ကျွန်းပေါ်မှာတဘာဝနဲ့ထီထွေကနေထိုင်နေတာပါ။ခင်လင်းနယ်ကကျွန်းပေါ်မှာနေစဉ်ဖြတ်သန်းနေတဲ့ဗီဒီယိုလေးတွေကိုလည်းဆိုရှယ်မီဒီယာကိုတင်ပြနေတာကြောင့်သူမရဲ့ဘဝနေထိုင်မှုပုံစံကိုပရိသတ်တွေကတော့အားကျ နေရတာဖြစ်ပါတယ်။ဒါအပြင်သူမရဲ့ဂျုံကိုနိုင်ငံသားသားခီးတယ်ရီကပါစိတ်ဝင်စားနေလာလည်နေကြတာမို့ဝင်ငွေကလည်းကောင်းတဲ့ကောင်းလာပါတယ်။ခင်လေးနေကပြင်ဦးလီမျိုးမှလည်းလီစုချေးရွာဆိုပြီးအပန်းဖြေစားတော့ဆိုင်တဆိုင်ကိုဖွင့်ထားပါသေးတယ်။ဒါအပြင်ကော်ဖီလေးတစ်ချံနဲ့ကော်ဖီဆိုင်လည်းရှိပါသေးတယ်။ခင်လေးနေရဲ့ခင်မွန်းဖြစ်သူကတဘာဝငွေသက်ကိုသဘောကျတာကြောင့်စိတ်ကူးရင်စားကချစ်စရာကောင်းတဲ့ဆိုင်လေးတွေကိုဖွင့်ပြီးစီးပွားရှာနေကြတာဖြစ်ပါတယ်။ ခင်လင်းတွေကတော့သူသဘောကျနေတတ်တဲ့ရိုးရာဒလိရီကြားထဲမှာခင်မွန်ဖြစ်သူနဲ့အတူတူဖြတ်တန်းနေရတဲ့အတွက်အယံကိုပျော်ရွှင်ခြင်းနဲ့လို့နေပါပြီ။ခင်လင်းတွေရဲ့ဘဝကိုအမျိုးသမီးတို့တွေကလည်းအားကြကာနှစ်သက်နေတာပါ။နိုင်ငံသားခီးသွေးတွေပါလာရောက်လည်ပတ်တဲ့ခင်မွန်ဖြစ်သူရဲ့ကိုပိုင်ကျောင်းမှာစီးပွားရေးလောက်ကအောင်မြင်နေတဲ့ခင်လင်းတွေပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦး။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။